အားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ Khui Entertainment YouTube Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီကနေ့မှာတော့ကျွန်တော်မိတ်ဆွေတို့ကိုကဘာကြီးလည်နေတာ9စက္ကန့်လောက်ရပ်သွားခဲ့ရင်ဘာတွေဖြစ်လာနိုင်မလဲဆိုတာကိုတင်ဆက်ပေးမှာပဲဖြစ်ပါတယ်မိတ်ဆွေတို့အနေနဲ့ကဘာကြီးရုပ်တရက်9စက္ကန့်လောက်ရပ်သွားမယ်ဆိုရင်ဘာတွေဖြစ်ပျက်ကုန်မလဲလို့တွေးကြည့်ဘူးပါသလားအဲ့ဒီလိုရက်တန့်သွားပြီးတဖန်ပြန်လည်လာရင်ရောမိစေတို့အနေနဲ့အသက်ဆက်လက်ရှင်သန်နေပါမလား ဒီလိုစိတ်ဝင်စားစရာမေးခွန်းတွေအတွက်သိပ္ပံပညာရှင်တချို့က theory တွေနဲ့တွက်ချက်မှုတွေပြုလုပ်ခဲ့ပါတယ်။အဲ့ဒီထဲကမှာအနည်းဆက်ဆုံးနဲ့အဖြစ်နိုင်ဆုံးအရာတွေကိုမိတ်ဆွေတို့ကိုကျွန်တော်တင်ဆက်ပေးမှာပဲဖြစ်ပါတယ်။ကဘာမိမိဝင်ရိုးပေါ်မှာတပတ်ပြည့်လဲခြင်းအဖြစ်နီးနေညာကိုဖြစ်ပေါ်စေတာကတော့အာလုံးတည်ပြီးသားကိစ္စတရက်ပဲဖြစ်ပါတယ်။ ဒီလိုလေပတ်နေရခြင်းကတော့လွန်ခဲ့တဲ့နှစ်ပေါင်း4.6ဘီလီယံကလေးကကဘာကျူဖြစ်တည်လာမဲ့ဓာတ်ငွေတွေဖုံမှုန့်တွေနဲ့ကြောက်ဆိုင်ကြောက်သားတွေအချင်းချင်းစူးစီးပိုတိုက်မိရာကနေကဘာကျူကိုဥတီရာတစ်ခုတို့လေပတ်စေမယ်စွမ်းအားတွေကိုထုတ်ပေးခဲ့တယ်လို့သီအိုရီတွေအရတော့သိရပါတယ်တကယ်လို့ကဘာကြီးရုတ်တရက်လေပတ်နေရာကနေရက်တန့်သွားမယ်ဆိုရင်တော့လေတုကတော့ရွေလျားနေစေဖြစ်မှာပါ ဆိုလိုတာကတော့ကဘာကြီးရုတ်တရက်ရက်တံပြီးလေထုကဆက်လက်လှုပ်ရှားနေတာကြောင့်ကဘာပေါ်မှာအင်းအားအယံပြင်းတဲ့လေပြင်းတွေတိုက်ခိုက်လာမှာပဲဖြစ်ပါတယ်။အဲ့ဒီအချိန်မှာလေတိုင်နှုံးကတနအီကို1680ကီလိုမီတာနှုန်းရှိတာကြောင့်မိတ်ဆွေတို့အနေနဲ့တွေ့ဘူးခဲ့သမျှမုံတိုင်းတွေထက်အစာပေါင်းများစွာပြင်းထန်နေမှာအမှန်ပါပဲ။ဒါပေမဲ့ဒီလေတိုင်နှုံးကကဘာပေါ်မှာရှိရဲ့နေရာပေါ်မူတည်ပြီးတော့ အင်အားအနှဲငယ်တော့ကွာခြားနိုင်ပါတယ်ဗျ။ဒါပဲဖြစ်ဖြစ်ဒီလေတိုင်တော့ကကဘာမြေရဲ့အပေါ်ရန်လွာကိုဖြူဖြက်ဖို့တော့လုံလောက်ပါတယ်။ဒီနှောင်းနဲ့အင်အားပြင်းတဲ့လေတွေတိုက်ခိုက်နေချိန်မှာတော့မိတ်ဆွေတို့လမ်းပေါ်မှာရပ်နေမယ်ဆိုရင်ခြေထောက်တွေမြေကြီးကနေလွတ်ထွက်သွားမှာပဲဖြစ်ပါတယ်။နောက်ပြီးအိမ်တွေကိုအုတ်မြစ်တွေကနေကျွတ်သွားစေနိုင်ပြီးကားတွေကိုလေထဲမှာဝဲပြန့်စေနိုင်တဲ့လေတိုင်နှောင်းပဲဖြစ်ပါတယ်။ ဒါတွေမကသေးပဲကွန်ကရစ်အစာအုပ်တွေကိုလည်းဖြိုဖျက်ပစ်နိုင်သေးပါတယ်။ဒါပေမဲ့ကဘာမြေဆွဲအားကနေလွတ်မြောက်နိုင်တဲ့အလင်းတနိုင်၄000ကီလိုမီတာအထိ မရောက်ရှိနိုင်တာကြောင့်အာကာသတဲကိုတော့လွတ်ထွက်သွားဖို့မရှိပါဘူး။ဒီလေပြင်းတွေနဲ့တင်အရာအားလုံးကိုဖျက်ဆီးပစ်နိုင်မယ်လို့ယူဆလို့ရပေမဲ့ကဘာရက်တန့်သွားရင်ကြုံရမယ့်အန္တရာယ်ကဒီတစ်ခုတည်းတော့မဟုတ်ပါဘူးဗျ။ကဘာကြီးအနေနဲ့ မိမိဝင်ရိုးပေါ်လက်ပတ်မှုရပ်တန့်သွားပါကပြီးပြည့်စုံတဲ့ဆက်လုံးအဖြစ်တို့လှင်မြန်စွာပြောင်းလဲသွားမှာပဲဖြစ်ပါတယ်။အကျိုးဆက်အနေနဲ့ကတော့ Equator အနီးမှာရေရွေစုပုံလာပြီးဝင်ရိုးစိုးတွေစီကိုစီးဆင်းသွားကကြီးမားတဲ့ tsunami ကြီးကိုဖြစ်ပေါ်စေနိုင်မှာပဲဖြစ်ပါတယ်။၅စက္ကန့်အကြာမှာဂျိုးက၎င်းရဲ့အချိန်အပြည့်နဲ့ပြန်လဲလဲပတ်တဲ့အခါမှာတော့ရေတွေကနောက်ပြန်ဆုတ်သွားပြီးကြီးမားတဲ့ရေတိုင်းကြီးကအရာအလုံးကို တိုက်စားချိန်မှသွားမှာပဲဖြစ်ပါတယ်ဗျာ။ ီလိုအခြေအနေမှာတော့လွတ်မြောက်နိုင်မယ့်နီလန်းအချို့တော့ရှိတယ်လို့ရေပုံရံအားဖြင့်ဆိုနိုင်ပါတယ်။တွက်ချက်မှုတွေအရတော့ဒီအချိန်မှာလေတိုင်နှုန်းကတောင်နဲ့မြဝင်ရိုးစွန်းတွေမှာအပျော်ဆုံးဖြစ်နေလို့အဲ့ဒီနေရာမှာဆိုရင် မိတ်ဆွေတို့အနေနဲ့အသက်ရှင်ကောင်းရှင်နိုင်မှာပဲဖြစ်ပါတယ်။နောက်ပြီးခိုင်မာတဲ့မြေအောက်ဘန်ကတခုတည်ဆောက်ထားပြီးဝင်နေမယ်ဆိုရင်လည်းလွတ်မြောက်ကောင်းလွတ်မြောက်နိုင်မှာပဲဖြစ်ပါတယ်။ဒါပေမဲ့ဒီဖြစ်စဉ်ပြီးတဲ့အခါမှာတော့ ကဘာပေါ်ကအရာအားလုံးကပြတ်သုံးသွားမှာဖြစ်လို့မိစေတို့တယောက်တည်းကြံနေမှာပဲဖြစ်တယ်လို့ဆိုပါရယ်။ဒါကတော့ကဘာကြီးရုတ်တရက်၅စက္ကန့်လောက်ရပ်သွားမယ်ဆိုရင်ဘာတွေဖြစ်ပျက်ကုန်လဲဆိုတာကို သိပ္ပံပညာရှင်တချို့က theory တွေနဲ့တွေ့ချက်မှုတွေပြုလုပ်ထားတာကိုမိစေတို့အနေနဲ့ဘုဒ္ဓရာအောင် ကျွန်တော်အနေနဲ့တင်ဆက်ပေးလိုက်ခြင်းဖြစ်ပါတယ်။နောက်ရက်တွေမှာလည်းဒီလိုစိတ်ဝင်စားစရာကောင်းတဲ့အစီအစဉ်တွေကိုမပြတ်တင်ဆက်ပေးမှာမို့ ကျွန်တော်ရဲ့ Queen Entertainment YouTube Channel လေးကိုလည်း Like and Subscribe လေးလုပ်ပေးဖို့မြင့်တာရက်ခံပါရစေ။ကောင်းသောနေ့လေးကိုပိုင်ဆိုင်နိုင်ကြပါစေခင်ဗျာ။